တိန်ကတုသမီ channel ကိုနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာဖတ်ပြပေးမယ့်စာအုပ်လေးကတော့စာရေးဆရာကြီးမင်းယူဝေရေးသားတဲ့ပထမမြန်မာများဆိုတဲ့စာအုပ်ထဲကမြန်မာနိုင်ငံရဲ့ပထမဦးဆုံးရုပ်ရှင်ပညာရှင်တဦးဖြစ်တဲ့ဦးအောင်မောင်ရဲ့အကြောင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင် မြန်မာနိုင်ငံ၌အနောက်တိုင်းမှလာသောခေတ်သစ်အမှုပညာတရက်ဖြစ်သည့်ရုပ်ရှင်အမှုပညာကိုစတင်မျိုးစေချခဲ့သူမှာ အခြားသူမဟုတ်ပါမြန်မာပြည်ပြည်ရှောင်းတုံးထားသူဥအုံမောင်ပင်ဖြစ်ပေသည်ဥအုံမောင်သည်ရှောင်းတုံးကြီးနေဖြစ်တော်လဲအင်္ဂလိပ်စာတတ်တယောက်ဖြစ်သည်ပကြီးနှင့်တပ်ပုံအမှုပညာကိုဝါသနာပါသည် ထို့ကြောင့်ပကြီးပညာကိုဆရာဦးပိုးပါနှင့်ဆရာဦးရွှေစိုးထံမှသင်ယူသည် ဓာတ်ပုံပညာကိုမူမစ္စတာဝက်ကတ်စတတ်ထံမှအသင်ယူသည် BA အဟူဂျာဓာတ်ပုံတိုက်တွင် လာခါစားဓာတ်ပုံဆရာအဖြစ်ဝင်ရောက်လုပ်ကိုင်းသည်လောက်ကန်ရာမှတနေ့တွင်ဥအုံမောင်သည် လာခါစားဓာတ်ပုံဆရာဘဝကိုဆွန့်လွတ်လိုက်ပြီးရောက်ဖဖြစ်သူဓာတ်ပုံဆရာဥမောင်မောင်နှင့်တွေ့ဖက်လျက်လန်ဒန် S ဓာတ်ပုံကူးတိုက်ဟူသောအမည်ဖြင့်ကိုပိုင်ဓာတ်ပုံကူးတိုက်တတိုင်းတီထောင်လိုက်သည်ဓာတ်ပုံလုပ်ငန်းအဝါဝါကိုစိတ်တိုင်းကြဆောင်ရွက်လေသည် ထိုအချိန်မှာ1914-15ခုနှစ်ပတ်ဝန်းကျင်ဖြစ်သည်ဦးအောင်မောင်သည်တပ်ပုံပညာလဲကျွမ်းကျင်သည် လုံလဝရိယလဲရှိသည်ပေါင်းသင်းဆက်ဆံရေးလဲကောင်းသည် ထို့ကြောင့်သူ့လုပ်ငန်းမှာအောင်မြင်လေသည် ရင်သူအောင်မြင်တော့လေဦးအောင်မောင်သည် ရုပ်သေးတပ်ပုံများဖြင့်မတင်းတိန်နိုင် ရုပ်ရှင်ရိုက်ကူးရန်စိတ်ဆန္ဒပြင်းပြနေသည် ထိုအချိန်၌မြန်မာနိုင်ငံတွင် ရုပ်ရှင်ကားများရှိပါသည် တို့ရာတွင် အင်္ဂလိပ်အမေရိကန်ကားများသာဖြစ်သည်မြန်မာရုပ်ရှင်ကားဟူ၍ပေါ်ထွက်ရန်ဝေးစွာကြားမှပင် မကြဘူးသေးပေဤသို့သောအခြေအနေတွင်ဥုံမောင်သည်အင်္ဂလိပ်အမေရိကန်ကားများကိုကြည်ရင်မြန်မာရုပ်ရှင်ကားရိုက်ကူးရန်စံတာတဖွာဖွာဖြစ်ပေါ်နေသည်ထိုစဉ်က အင်္ဂလိပ်အမေရိကန်ရုပ်ရှင်ကားများကို မလွတ်တန်းကြည်သောချောင်းနှုံးချင်းနှင့်ဥုံမောင်အားမြည်သူကားမှမြန်မာရုပ်ရှင်ဤဖာခင်ကြီးဖြစ်လာလိမ့်မည်ဟု၍မထင်မှတ်ကြပါဘူး ဥုံမောင်သည် ရုပ်ရှင်ပညာကို ရင်ခဲ့သို့ရုပ်ရှင်စကားများကြည့်ရှု၍လည်းလေလာသည်စာအုပ်စာတမ်းများဖတ်ရှု၍လည်းလေလာသည်ထို့နောက်မြမရုပ်ရှင်ကိုစတင်ရိုက်ကူးရန်ခြေလမ်းပြင်လိုက်လေသည်ဥုံမောင်သည်ရှည်ဦးစွာရုပ်ရှင်ရိုက်ကူးရာတွင်လိုအပ်မည့်ပစ္စည်းကိရိယာများကို စုဆောင်းသည်ထို့အချိန်မှာ1918ခုဖြစ်သည် ဦးအောင်မောင်သည်အသက်28နှစ်အရွယ်ကသာရှိသေးသည်အနောက်နိုင်ငံ၌ရုပ်ရှင်ကိုယုံတင်ပြသနိုင်သော အစင်သို့ရောက်သည်မှာအနှစ်အစိတ်ခံသာရှိသေးသည်အိန္ဒိယ၌ရုပ်ရှင်ထွန်းကားနေပြီးဟူ၍မဆိုနိုင်သည်တည်င်းကားလောက်သာရိုက်ကူးနိုင်ရန်ဇလန်းပါသောရုပ်ရှင်ကို မရိုက်ကူးနိုင်သေးပေ ဥုံမောင်အဖိုးရုပ်ရှင်ပစ္စည်းကရိယာရရှိရေးမှမလွယ်ကူကြီးစွာသောအခက်အခဲဖြစ်သည်ရုပ်ရှင်ပစ္စည်းကရိယာကိုအိန္ဒိယမှလည်းမမာနိုင်အင်္ဂလန်အမေရိကန်တို့မှလည်းမာယံငွေအင်အားမတောင်တင်သို့သောဥုံမောင်သည်မဖြစ်မနေဇွဲဖြင့်ရုပ်ရှင်ပစ္စည်းကရိယာများကိုမရအရာလိုက်လံရှာဖွေသည်ကံအားလျော်စွာ EMD စူစာစေတိုင်း၌အတုံးမချ၍ကြောင်းထူထားသောကင်မရာတစ်လုံးကိုတွေ့သည် ၎င်းမှာအိန္ဒိယကအလဲလာသောခရီးသည်တဦးကပြက်နေ၍ပြစ်ထားခဲ့သောကင်မရာဖြစ်သည်ရင်းကိုပင်ဥအုံးမောင်ကငွေတရာပေး၍ဝယ်ယူသည်ကြံဖန်ပြုပြင်သည်တို့ရတဲ့ကင်မရာမှာမှန်ဘလူးမရှိဖြစ်နေပြန်သဖြင့်လိုအပ်သည့်မှန်ဘလူးကိုအိန္ဒိယသို့မာရပြန်သည်မယာ နောက်ဆုံး CD Marty Paris ရုံပိုင်ရှင် Mr. အချာကသူ့ထံ၌ခရီးသည်တဦးပြထားခဲ့သောမှန်ဘလူးတစ်ခုရှိသည်၃နိုင်မ၃နိုင်ကမတိပါဆိုသဖြင့်ဥအုံမောင်ကလိုက်ကြည့်သည် ကံအားလျော်စွာမိမိဝယ်ထားသောကင်မရာ၌တက်စင်အသုံးပြုနိုင်သောမှန်ဘလူးမျိုးဖြစ်သဖြင့်အလုတ်ဖြစ်အောင်ကြံဖန်စူးစမ်းနိုင်တော်သည်ထိုအကြောင်းကိုဥအုံမောင်ကခိုးတော့ကလုတ်ခဲ့တာပြီးပြန်စင်းစားမိတဲ့အခါရဲမိပါတယ် ဘာလို့လဲဆိုတော့ကင်မရာဆိုတာကလည်းအခုလိုပဲဟုတ်မလဲထေးရှူးတက်တာငယ်ကလေးမှမှန်ဘလူးတက်ထားပြီးလှဲ့လို့ရတာတခုပဲရှိတယ်မှန်ဘလူးဆိုပြန်တော့လေ ပလင်းခွဲတာတာရှိတော့လက်နဲ့လှဲလိုက်တိုင်းလေအယုတ်ထင်ခြင်းမထင်တာဗျ ဒီအထက်ရိုက်ရတဲ့ဖလင်ကလည်းခုခစ်လို့မကောင်းပြန်ဆိုတော့အင်မတန်အခက်အခဲတွေပြီးအယုတ်ထင်အောင်မနှဲကိုစူးစားခဲ့ရတဲ့ဟူ၍နောင်လာနောင်သားရုပ်ရှင်ပညာသည်များကိုပြောပြခဲ့လေသည် ဥုံမောင်သည်ရင်ခဲသို့အမျိုးမျိုးပြုပြင်ဖန်တီးထားသည့်ကင်မရာကလေးကိုဥုံမောင်မောင်ဤအကူအညီဖြင့်အစမ်းရိုက်ကြည့်သည်ကျင်းနှင့်စပွဲအောင်မြင်သည်ကိုတွေ့ရသည်သို့ဖြင့်ပထမဦးစွာဇမင်းသားဥဖို့စိန်ဤအကမျိုးစုံကိုရိုက်ကူးရန်ကြံစီသည် တို့ရတဲ့ဥပိုးစိန်ကသဘောမတူသဖြင့်အကြံပြတ်သွားသည်ဥပိုးစိန်ကမိမိအကာကို ရုပ်ရှင်ရိုက်ကူးပြပါလျင်မိမိဇပွဲကို ကြည့်မည်ပရိသတ်နဲပါသွားလိမ့်မည်ဟူ၍ယူဆသဖြင့်သဘောမတူခြင်းဖြစ်သည်တို့ဖြင့်ဘာမာဖလင်ကော်မတီကိုတည်ထောင်လိုက်သည်မြန်မာအစွေကော်မတီပိုင်ရှင်ဥပညုံဤသားရုပ်ရှင်ဝါသနာအိုဟိုက်စကူးကျောင်းသားကိုညီပူဤအကူအညီကိုရယူက မေတ္တာနှင့်သူရာရုပ်ရှင်ကားကို ရိုက်ကူးရန်ကြိုးပမ်းသည်မေတ္တာနှင့်သူရာသည်ဆရာပီမိုးနီ၏ဝတ္ထုဇလံဖြစ်သည်ဇက်လိုက်အဖြစ်ကိုညီဘူးမင်းသမီးအဖြစ်ကြည်မြန်တိုင်းသူမရှိလူချမ်းများအဖြစ်မြမအလင်းတည်င်းစားတိုင်းမန်နေဂျင်ဒါရိုက်တာဥပုခုံဥတုတ်ကြီးဘောလုံးသမားမောင်မောင်ချစ်တူကဥဆောင်ပါဝင်သည် ရိုက်ကူးရ၌ယခုကဲ့သို့တင်ကြားပြသသူဒါရိုက်တာဟူ၍စနင်းတကြမရှိ ဥုံမောင်ကပင်ကြက်မတ်လျက်ဥမောင်မောင်ဥညီပူငွေကန်စီဥပါကြီးဥပူဥတုံကြီး ပေါင်းငါဥတို့ဝိုင်းဝင်းကကောင်းတလို့ရိုက်ကူးကြသည်စကတ်ပြောကိုမူဥပူခေါ်ဥတုံကြီးကအတင်ပေးသည်ဟုဆိုသည်ဤမြစ်တာနှင့်သူရကို စတင်ရိုက်ကူးစေမှာပင်ပြီးလက်သွားကိုစလဲကြီးတအူးဖြစ်သူဝင်းသားနူကောင်းဆောင်ဥထုံးရှင်ကွယ်လွန်သွားသည် ဥထုံးရှိန်သည်အနေနဲ့အရရက်သို့ဝင်းသားနုတရားများလှဲ့လဲဟောပြောစဉ်ကွယ်လွန်ခြင်းဖြစ်သည်ကွယ်လွန်သောအခါအသက်30အရွယ်များသာရှိသေးသဖြင့်တတိုင်းပြည်လုံးဝမ်းနဲ့ကြေကွဲရသည်ဥထုံးရှိန်ဤဇာပနာအခမ်းအနားကို1282ခုနှစ်ယုံလားစုံ9ရက်9ရက်6လ1920တွင်ကျင်းပရာတက်ရောက်သောလူသူပြိတ္တမှာမကြုံစဘူးအထူးများပြားလာသည် ဤတွင်ဥဥုံမောင်သည်ဤစာပနအခမ်းအနားကိုတည်င်းကားအဖြစ်ကြားဖြတ်ရိုက်ကူးလေသည်ဥမောင်မောင်ကကင်မရာထံလျက်ဥဥုံမောင်က ကိုယ်တိုင်ရိုက်ကူးသည်သူတို့ဖန်တီးထားသောကင်မရာမှာတကြိမ်လျင်ပေတရာသာရိုက်နိုင်သဖြင့်ဥအုံမောင်သည်အကြိမ်ပေါင်း20ဖလင်းထဲက ပေ2000ရိုက်ကူးခဲ့လေသည် ဤသတင်းကားကို အစမ်းပြတာကြီးရာ အောင်မြင်သဖြင့်စီနီမာဒီပါရစ်ယုံပိုင်ရှင် ကလာတတိမစ္စတာအချာကတပေးလျင်တကြံနှုံးဖြင့်ဥုံမောင်ထံမှငွေ2000ပေး၍ဝယ်ယူလိုက်သည်ထို့နောက်ထိုသတင်းကားကို ထိုနှစ်1920မှာပင်ဘိုးချုပ်ဆေးနေရာ၌ရှိခဲ့ဘူးသော စီနီမာဒီပါရစ်ယုံ၌အင်္ဂလိပ်စကားတကားနှင့်အတူပူးတွဲပြသသည် တည်င်းကားပင်ဖြစ်လင်ကစားပထမဦးဆုံးသောမြမရုပ်ရှင်ကားဖြစ်သည်ပြေမြမပရိသတ်တို့ကြိတ်ကြိတ်တို့အားပေးခဲ့ကြသည်အထူးဩဘာပေးချီးကျူးကြသည်ဦးအောင်မောင်အဖိုးပထမအစဉ်အောင်မြင်လေပြီတို့ရာတွင်အဓိကဖြစ်သည့်ဇလန်းမာပါရုပ်ရှင်ကားကိုရိုက်ကူးတင်ဆက်နိုင်မှာမြမရုပ်ရှင်ပေါ်ထွန်းပြီးဟုဆိုနိုင်ပြီတို့ဖြစ်၍ဦးအောင်မောင်သည်ရိုက်လက်ဆဖြစ်သောမြစ်တာနှင့်သူရာစကားကိုဆက်လက်ကြိုးပမ်းရိုက်ကူးသည် ရိုက်ကူးရာ၌အပြင်ကန်းရော အတွင်ကန်းပါရိုက်ကူးသည်အတွင်ကန်းအတွက်ရွှေတိကုံစီသည့်အရှိဘက်ရှိဥဖိုးလုံချံအတွင်၌ဝါတိုင်ထူပိတ်မိုး၍ရိုက်ကူးသည်ဇက်ကားပေအရှိ9000ရှိသည်1938ခုနှစ်မှစတင်ရိုက်ကူးရာ1920ပြည့်နှစ်တွင်ပြီးဆုံးသည်အချို့က1939ခုတွင်စတင်ရိုက်ကူးသည်ဟုဆိုကြပြန်သည် ကျောင်းသားကိုညီဘူးကျောင်းအားသော စနေတနင်္ဂနွေနေ့များတွင်သာရိုက်ကူးရသောကြောင့်လည်းဖြစ်သည်ပစ္စည်းကရိယာအခက်အခဲကြောင့်လည်းဖြစ်သည်ဤဇာကားရိုက်ကူးသည်နှင့်ပတ်သက်၍ဥဥုံမောင်ကမြန်မာပြည်မှာပထမဆုံးဖြစ်တဲ့မေတ္တာနဲ့ဒူတာဇကားကို တနေ့အင်းလျာကန်ဆောင်သွားရိုက်ကြရမှာရိုက်တဲ့အခန်းကတော့လူဆိုးဒုတ်ကြီးကဇက်လိုက်မင်းသမီးကို မော်တော်ကားနဲ့ခိုးပြေးလို့လိုက်ကြတော့မိရောဆိုပါတော့ အဲ့ဒီလိုမီတော့မတော်ကားပေါ်ကလမ်းဘေးကန်ဆောင်နဲ့ထွေလုံပြီးလိန်ကြပါရောတဲကြည့်လို့ကောင်းနေတပေါ်ပြဂျုံတို့မောက်ခုံကြလို့ရေးတဲလဲရောက်ခန်းနေရော နေကြပါအောင်လို့ခေါ်တဲ့အတန်ကိုကြပြီးလှဲ့ကြည့်လိုက်တဲ့အခါမှာ ဥညီပူက သူ့ရိုက်နေတဲ့ကင်မရာကမှန်ဘလူးရှေ့ဆိုင်အရင်မှာအပြင်ထွက်ကြသွားပြီးပြန်လောက်ကြပါအောင်ဆိုတော့အကျိုးကိုနှဲသွားတော့တာပဲ။ကွဲသူလဲကွဲ ပြဲသူလဲပြဲနေကြပြီးကျွန်တော်ရိုက်နေတဲ့ကင်မရာကလည်းမော်တော်ကားပေါ်မှာတုတ်ကြီးတို့ထိုးတက်နေတော့ကလေးကပလင်ကုံသွားလို့ရက်လိုက်ရ သူကင်မရာကလည်းမှန်ဘလူးထွက်ကြနဲ့အခက်ကြုံတော့တာပေါ့ဖလင်ကလည်းကင်မရာတစ်လုံးမှပေတရာသာဝင်တာကိုဒါနဲ့ဒီကနေ့အဖို့အချိန်ကုန်လူပင်မန်းတခန်းရက်ပြီးပြန်ခဲ့ကြရတယ်အဲ့ဒီလိုအခက်ခဲမျိုးတွေနဲ့နှစ်နှစ်ကြာကြာရိုက်တော့မှပဲအဲ့ဒီမြစ်တာနဲ့သူတာဇက်ထုတ်ကလေးပြီးခဲ့တယ်ဟူ၍ဖွင့်ဟပြောဆိုလေသည် ရိုက်ကူးချိန်ကြာကြောင်းလုံးရေလာမသည်စက်ကားစက်သိန်းကနေတွင်မင်းသမီးမက်ကြီးယောက်ျားနောက်လိုက်ပြေးရာလိုက်လံရှာဖွေနေရသောကြောင့်အချိန်အနည်းငယ်ပိုမိုကြံ့ကြာသွားသေးသည်ဟုဆိုသည်မိတို့ပင်ဖြစ်စေမြစ်တာနေသူရာစကားကို1920ခုနှစ်တွင်အောင်မြင်စွာယုံတင်ပြသနိုင်ခဲ့သည်ပရိသတ်များကကြည့်ရှုပြီးလျှင်ချီကျူအားပေးကြသည်မှာတနိုင်ငံလုံးပဲ့တင်ထပ်သွားပေသည် မေတ္တာနဲ့သူရာစကားနဲ့ပတ်သက်၍ယင်းစကားကိုယုံတင်ပြသသည့်ကိုကိုတိုင်ကိုကြကြည့်ရှုခဲ့ရသူကာတွန်းဥပါကျန်းကဆောင်းပါးတစ်ပုဒ်တွင်ဤတို့မှတ်တမ်းတင်ထားလေသည် မေတ္တာနှင့်သူတာစကားကြီးပြပါပြီဟုကြောင်ညာတွေဝေနေသောနေ့တွင်ရန်ကုန်ရုပ်ရှင်ပရိသတ်မှထိုးနေအဖို့အထူးအလဲပြင်ဆင်ကြတော့သည်ယခုစကော့စီဘိုးကျုံစီရှိသောနေရာတွင် အနောက်ဘက်၌ Elephant Stone ယုံ အလဲတွင် Pharisee ပွဲများကပြသော Imperator Bigeta ယုံ အရှိတ်ဘက်တွင် Riot City Marty Paris ယုံဟုသောယုံ၃ယုံစီတန်းလျက်ရှိသည် ထိုသုံးယုံအနက်အရှိဘတ်ဆုံး Royal Cinema di Paris ယုံမှာ အတွင်ကြာ၍အရှိတွင်ပန်းချံနှင့်ဘေးဘက်တစ်ချက်တွင်စမူစာပလာတာ အဖျော်ရည်တစ်ဖြစ်ရဆိုင်တန်းများတခန်းဒနာတည့်ရစွာရှိသည်ပထမမြန်မာစကားကို ပြသသောယုံမှာဤယုံပင်ဖြစ်လေသည်ပရိသတ်ကြီးမှာကြိတ်ကြိတ်ဒိုစီကားလည်းရရှိသည်လက်မှတ်ယုံကလေးမှာလည်းလူတိုးအားကြီးသဖြင့်ရိမ့်လိုက်လဲပြုံမတက်ဖြစ်၍နေလေရာယုံဆောင်များမှာများစွာတောင်းပန်ကလက်မှတ်များကို ဖြည်းဖြည်းသက်သာဝေကြည်ရန် ဖြောင်းပြပြောဆိုနေကြရသည်ခြေကျင်တစ်မျိုးလန်ချားတစ်ပုံမြည့်ရထားနေတစ်ပုံတစ်ခေါင်လက်မှတ်ရောင်းတလောက်နေရမရှိမတ်တက်ရက်ရွေကြည်ရတော်သူများမှာဇွဲကောင်းကောင်းနေပင်ချက်ကြည်ကြရလေသည်ရုပ်ရှင်ပြချိန်နီးလေပြီးပနာမတီဝိုင်းမှတချင်းစာ၍တည်သည်ယခုတီဝိုင်းမျိုးမဟုတ်ပင်ကြိုပင်မပေါ်သေးစန္ဒရာတလုံးမက်ဒလင်တလက်တယောတလက်နှင့်အဆိုတော်များသာပါဝင်သည် ယခုခေတ်တီဝိုင်းများလို့စူးစူးညံ့ညံ့မဟုတ် များစွာသားရ၍ကြည့်ရှုသူများအဖို့များစွာချိုးဝေးလာပေသည်ပရိသတ်များမှလည်းတမတန်အာပေါင်းနီများမှလည်း၍တခန်းတနာအလူတန်းမင်္ဂလာပွဲများတွင် ပွဲထိုင်တကယ်သူဂုံတုဂုံပြိုင်ဝတ်စင်ကဂိုက်အမျိုးမျိုးထုတ်လျက်ရှိသည်ဇကားကိုစာရည်ပြလေပြီးထွက်လျင်ထွက်ချင်းပင်ကားပေါ်တွင် ခတ်တုံတုံခတ်မုံမုံတင်လာသောစာတန်းကပထမမြန်မာဇကားဖြစ်သည့်တုံချင်းမုံချင်းကိုတီးခံပါဟုသောတောင်းပန်စာပင်ဖြစ်လေသည် စာကိုဖတ်ရေးဆုံးသောအခါမြင်းများအထီတီးခံရမည်ကိုတွေးတော်ကစိတ်ပြတ်မည်ကိုဝေးစွာဤစာတန်းကိုတက်တဲကွဲကွဲဆုံးအောင်ဖတ်လိုက်ရသည်ကိုပင်ဝမ်းသာတလို့လို့ရှိမိသည် မျက်နာကိုချဲလဲမှုတပ်ပုံအလင်းအမောင်ယူမှုဟူ၍မရှိလာသည်ကားထဲတွင်ပါဝင်သူအလုံးလိုလိုပင်မဲမဲတဲတဲရှိလာသည်သို့သောမြမရုပ်ပုံများကိုမြင်ရသည်မှာဤအကျင့်သည် ပထမအကျင့်ဖြစ်လျောင် အတော်ပင်ဂယုဆိုင်ရကြည်ရသည် တောင်းမှန်စာနှင့်လိုက်လျောညီစွာအယုတ်များမှတုံလှမုံလှပါသည်ထို့သောမြမစကားဖြစ်သည်ဖြင့်ကြည်ရသည်မှာ အလွန်အရသာရှိသည်မြစ်တာနှင့်သူရကိုပရိသတ်ကအထူးလက်ခံအားပေးတော်လဲဥုံမောင်အဖုံမူငွေကြီးအနေဖြင့်အမြတ်အစွန်မရရှာပေအရှုံးမင်ပေါ်ခဲ့လေသည် အဘဲကြောင့်ဆိုတော့အောင်မြင်စွာရိုက်ကူးနိုင်တော့လေယုံတင်ပြတာနိုင်ရန်နိုင်ငံသားအရင်းရှင်များလက်သို့အနံရောင်းချလိုက်ရသောကြောင့်ဖြစ်သည်ဤစကားရိုက်ကူးရာတွင်ကုံကြစရိတ်မှာပါဝင်တရုတ်ဆောင်သူများအတွက်အခကြေးငွေမပါစုစုပေါင်းငွေ6000ခန်းဖြစ်သည် နိုင်ငံသားအရင်းရှင်များကိုရောင်းရ၌ကငွေ9000တာရလေသည်မိတို့ပင်ဖြစ်စေဥအုံးမောင်ဤဂျိုးပန်းချက်သည်များစွာထီရောက်လာပေသည် မေတ္တာနှင့်သူရာစကားတုံမုံတော်လဲနောက်စကားများမှာတကားထက်တကားကြည်လင်းပြတ်သားမှုရှိလာသည်အစစအရာရာတိုးတက်လာသည် မြမရုပ်ရှင်ကားများတကားပြီးတကားပေါ်ထွက်လာသည်ရုပ်ရှင်ကုမ္ပဏီများလည်းတခုပြီးတခုပေါ်ပေါက်လာသည်ဥုံမောင်သည်မြစ်တာနေသူတာအပြီးတွင်ကြေးတော်သူမနူစကားကိုရိုက်ကူးသည်ဤစကားသည်နာမည်ကျော်ရုပ်ရှင်မင်းသမီးကြီးခင်ခင်နူဤပွဲဥထွက်စကားဖြစ်သည်ထို့နောက်ဥုံမောင်သည် ရွှေပေးလိုမယတိမ်တလုံးစိတ်အာယုံခင်ခင်မားတော်ပုံတတလုံးဖုံးသမျှကုံတော်မှာပေါ်စကားများကိုဆက်လက်ရိုက်ကူးသည် ခင်ခင်မာတော်ပုံသည်ဥုံမောင်ရုပ်ရှင်ပညာစွမ်းပြသောဇာကားဖြစ်သည်ကင်မရာတွင်ကရိယာအစုံအလင်မပါဘဲလူတကူကိုနှစ်ကိုခွဲကမ်းများရိုက်ကူးပြသာသောဇာကားဖြစ်သည်တသက်လုံးဖုံးသည်များကုံတော်မှပေါ်သည်နာမည်ကျော်ရုပ်ရှင်မင်းသားကြီးဥပတင်ဤပွဲဥထွက်ဇာကားဖြစ်လေသည် ဥုံမောင်ဦးစည်းသောဘာမာဖလင်ကုမ္ပဏီသည်စကားများတကားပြီးတကားရိုက်ကူးနေရမှာငွေကြီးအခက်အခဲတွေ့လာသည်အစုရှယ်ယာလုပ်ငန်းများနှင့်ပတ်သက်၍ပြဿနာများပေါ်လာသည် ဤတွင်အမှုပညာသမားဦးအောင်မောင်သည်စိတ်ရှုပ်မခံလို့သဖြင့်ဘာမာဖလင်ကုမ္ပဏီမှနှုတ်ထွက်လိုက်သည်ဘာမာဖလင်ကုမ္ပဏီသည်နယူးဘာမာဖလင်ကုမ္ပဏီအတွင်ပြောင်းလဲလုပ်ကိုင်းသည်ထို့နောက်1923ခုတွင်မြန်မာအစွေကုမ္ပဏီသို့လွှဲပြောင်းပေးလိုက်သည်ဘာမာဖလင်ကုမ္ပဏီမှနှုတ်ထွက်ခွေသောဦးအောင်မောင်သည်ဘာမျှမလုပ်ဘဲ၈လခန့်အနာယူနေလိုက်သေးသည်ထို့နောက်မှာမိမိတအူးတဲ့ပိုင်းလန်ဒန်အက်ကုမ္ပဏီကိုတည်ထောင်သည် ဒါရိုက်တာဥတုံကြီးနေတွေ့ဖက်လျက်ပွဲဥထွက်အနေဖြင့်ယတနာပုံစကားကိုရိုက်ကူးသည်ဤစကားသည်မြမရုပ်ရှင်သမိုင်းတွင်ပေအရှိဆုံးစကားဖြစ်သည်ကိုပါတင်ခင်ခင်နုမိမိခင်တို့ဦးဆောင်ပါဝင်သည်ဤစကားပေါ်ထွက်လာသောအခါမြမရုပ်ရှင်အစဉ်အတန်းသည်တိတိတန်တာကြီးတိုးတက်သွားသည်ရှေ့ကမြမရုပ်ရှင်ကားများကိုကြည်ကြသည်မှာအမှုပညာအရာသာကိုခံလို့ရမဟုတ် အထူးအဆန်းအဖြစ်ကြည်ချင်းသာဖြစ်သည်ခြေတနာပုံစကားမှာလူတဘောလောကတဘောကိုဖော်ကျူးလျက်အမှုပညာမြောက်အောင်ရိုက်ကူးထားသည့်ဖြစ်ရာပြိတ္တများလဲရုပ်ရှင်မျက်စိကျဲလာခဲ့ပေသည်ထို့နောက်ဦးအောင်မောင်သည်ဒါရိုက်တာဦးတုတ်ကြီးမင်းသားကိုပါတင်မင်းသမီးခင်ခင်နူးတို့၏အကူအညီဖြင့်စကားကောင်းမြောင်များစွာကိုဆက်လက်ရိုက်ကူးခဲ့သည်အထူးအောင်မြင်ခဲ့သည်အောင်မြင်သည်နှင့်အမျှစီးပွားရေးကလည်းတစ်နေတခြားတိုးတက်လာသည် မကြမီပင်ရုပ်ရှင်သတိလန်ဒန်အပ်ဦးအောင်မောင်ဘဝသို့ရောက်လာခဲ့ပေသည်ရှင်ကဲ့သို့စီးပွားဖြစ်ထွန်းတော်လဲဦးအောင်မောင်သည်ငွေကြေးဥစ္စာတို့ကိုစုဆောင်းထားရန်ဝါသနာမပါဘဲရုပ်ရှင်လုပ်ငန်းနှင့်ပတ်သက်၍ထူးသမျှစံသမျှပစ္စည်းများကရိယာများကိုနိုင်ငံခြားမှမာယူအသုံးပြုလေသည်ဥပမာအခမ်းအနားအတွက်မျက်ခင်းအတူအောက်နိုင်ငံအတူကလထိုင်အတူများကိုအမေရိကန်မှမာယူအသုံးပြုခဲ့သည် နိုင်ငံသားမှထုတ်ဝေးသမျှရုပ်ရှင်စာဆောင်စာတမ်းစာအုပ်များကိုလည်းမာယူကြည့်သည်မိမိအတွက်လည်းကောင်းပေဆိုသည့်စကရက်ကောင်းပေဆိုသည့်ရှူပတန်စာတင်များကိုနိုင်ငံသားမှမာယူအသုံးပြုသည်မော်တော်ကားအစ်စ်ပေါ်တိုင်းလည်းလဲလှယ်စီခဲ့သည်ရှင်းကဲ့သို့ငွေအသုံးအဖြုံများသည့်ဖြင့်ဥအုံမောင်၏စီးပွားရေးအခြေအနေမှာကြာစင်းစာပြူလာသည်ထို့အတွင်တကဘာလုံးစီးပွားရေးကြက်တဲသောဘေးဆိုးကြီးသည်မြန်မာနိုင်ငံသို့ဝင်လာကလန်ဒန်အက်ကော်မတီကိုအထူးထိခိုက်လာသည် ည်။ဥအုံမောင်မှာကျင်းပြီများပင်တင်စာပြူလာသည်။ထို့အချိန်တွင်ဥအုံမောင်ဤဇနီးဒေါ်အုံညွန်လည်း꽌လွန်သွားရှာသည်။စစအရာရာစိတ်ရှုပ်စရာစိတ်မချမ်းသာစရာများကိုဥုံမောင်ငင်ဆိုင်ရလေသည်နောက်ဆုံးစိတ်အေးချမ်းသာမှုရရှိစေခြင်းကဥုံမောင်သည်ပစ္စည်းတန်ဖိုး၄သိန်းခန့်ရှိသောမိမိကုမ္ပဏီကိုအစမတန်စေလျှော်၍ဖြတ်သိမ်းကကျွေးရှင်လက်သို့အပ်လိုက်လေသည် စစ်ပီးခေတွင်ဥုံမောင်သည်အသက်အရွယ်ကြီးရင်လာပြီးဖြစ်တော့လေအာမလျှော်သည်တပ်ပုံလုပ်ငန်းပြီးအခြေဆိုင်ကရုပ်ရှင်လုပ်ငန်းကို ပြန်လည်ထူထောင်ပြန်သည် အချစ်ဦးဝတ်တုံဤမည်ရဲကောင်မဲကောင်စသည် ရုပ်ရှင်စကားပေါင်း15ကားခန့်ရိုက်ကူးထုတ်လုပ်ခဲ့လေသည် အသက်အရွယ်ကြီးလာသဖြင့်ဖိဖိစီစီမလုံနိုင်သောကြောင့်ထင်သည်မရှုံးနိုင်တော့လေရခင်ကားကဲ့သို့ကအောင်မြင်ခြင်းမရှိပေ ွယ်လွန်ကာနီးတွင်မူဥဥုံမောင်သည်ရုပ်ရှင်လုပ်ငန်းကိုကိုယ်တိုင်မလုပ်တော့အကူအညီတောင်းလာသော နောင်လာနောင်သားရုပ်ရှင်ပညာရှင်များကို တက်ဆွမ်းသည်။အကူအညီပေးရင်အေးအေးလူလူနေခဲ့ပေသည်။ဥုံမောင်သည်1964ခုဩဂုတ်လ15ရက်နေ့တွင်အသက်82နှစ်အရွယ်၌ကွယ်လွန်သည်။တာ3ယောက်၊တမီ9ယောက်ကျန်ခဲ့သည်။ ဥုံမောင်ဤမိပါများမှာရန်ကုန်မြို့ပစွန်တောင်ညောင်တန်းဘက်မှာကုံတဲ့ဥဖိုးတီနှင့်ဒေါ်အေးများတို့ဖြစ်သည် ဦးအောင်မောင်သည်ရုပ်ရှင်တထေးဖြစ်ခဲ့တော့လဲစီးပွားရေးသမားမဟုတ်အမှုပညာရှင်ဖြစ်သည်ထို့ကြောင့်လဲဦးအောင်မောင်က အမှန်ပြောရရင်ဒီရုပ်ရှင်နဲ့ကျွန်တော်တို့စီးပွားရှာချမ်းသာခြင်းလို့ကြံစီစူးစမ်းလာတာမဟုတ်ပါဘူးမြမအစွမ်းပြခြင်းလို့စိတ်တင်းပြီးမဖြစ်ဖြစ်အောင်ဇွဲကောင်းကောင်းနဲ့စူးစမ်းခဲ့တာပါဟူ၍မကွယ်လွန်မီကဖွင့်ဟပြောဆိုခဲ့လေသည် ဥုံမောင်သည်နောင်လာနောင်သာရုပ်ရှင်ပညာရှင်များအားရုပ်ရှင်ပညာအတွေ့အကြုံများကိုပြောပြတတ်သည်ရှင်းသူပြောပြရာမှာအောက်ပါစကားကိုလည်းထည့်သွင်းပြောပြတတ်လေသည်နှိမ်နှုံမကြောက်ရဘူးမြင့်တော့ကြောက်ရတယ်ဒီကနေ့မှာဖတ်ပြပေးခဲ့တဲ့စာအုပ်လေးကတော့စာရေးဆရာကြီးမင်းယူဝေရေးသားတဲ့ပထမမြမများဆိုတဲ့စာအုပ်ထဲကမြန်မာနိုင်ငံရဲ့ပထမဦးဆုံးရုပ်ရှင်ပညာရှင်တဦးဖြစ်တဲ့ ဥအုံးမောင်ရဲ့အကြောင်းကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့တင်ကတုသမီ channel လေးကနေတုတ္တရတရပွဲရာစာအုပ်စာပေမျိုးစုံကိုနေ့စဉ်ဖတ်ရှုပေးလျက်ရှိပါတယ်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါစေရှင်။နားဆင်ပေးကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။